ဒါအခုကျွန်တော်ရောက်နေတဲ့နေရာကကျွန်တော်တို့ကမွန်တန်းကျေးရွာအုပ်စုပေါ့နော်ဒါကတိစိတ်ပင်ကျေးရွာပေါ့တိစိတ်ပင်ကျေးရွာအဓိကအပြည့်ကကျွန်တော်တို့ကလိုင်းပေါ်မှာပြောနေကြတဲ့ဟိုအစ္စလာမ်ဘာသာဝင်ပိုးပဲတဲ့ဗလီစောင့်နေပါတယ်ဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားကြည့်လို့ဖြစ်တယ်နော်အခုဒါကကျွန်တော်ဒီကနေဝင်ရမှာပေါ့ဒီကနေဝင်သွားလို့ရှိရင်ဟိုဘက်ဒီကနေပြတူသွားရမယ်လို့ပြောတယ်ဗျဒီကသွားလိုက်ဟိုအနောက်ဘက်မှာလို့ကျွန်တော်တို့ပြောတယ်အဲ့ဒါလေးကိုကျွန်တော်တို့နဲ့အတူတူလိုက်ခဲ့ပါနော်ကျွန်တော်တို့ သူတို့ဗလီဆောက်နေတာတရားဝင်ဆောက်တာလားနိုင်ငံတော်ကချပေးပြီးတော့ဘလို့ဆောက်တာလဲဆိုတော့ကျွန်တော်တို့သွားရောက်ကြည့်ရှုမယ်သွားရောက်မင်းမြန်းမှာဖြစ်ပါတယ်ဗျာเนาะကျွန်တော်နဲ့အတူလိုက်ခဲ့ပါကျေးဇူးတင်ပါဗျာအခုကကျွန်တော်တို့ကဒီသူတို့ဟိုနေပြီးတော့မှာဗလီဆောက်နေတဲ့နေရာပေါ့เนาะဗလီဆောက်နေပါဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားနေတာပေါ့เนาะသွားနေဆိုတော့အဲအဓိကပြင်းတော့ဒီနေရာရဲ့သဘောတရားကတော့လက်ရှိဒါပါနေရာဒီဆိုဒီစိတ်ပြင်းဒီစိတ်ပြင်းကြီးရော ကမောနန်ကမောနန်အုပ်စုเนาะကမောနန်အုပ်စုသူကတော့အဓိကကျွန်တော်တို့ဒီဘောကသီရီကာဝင်းနဲ့ဒီဘက်ကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းအောင်နဲ့ညနေချင်းဆိုင်မှာเนาะမြို့ဆောင်နန်းမှာအဲအဲ့ဒီအဲ့ဒီဘက်မှာရှိတယ်သူကတော့နည်းနည်းလေးတိတ်ပြီးတော့တော့ဟိုဘယ်လိုခေါ်မလဲနည်းနည်းဂျောင်ကြတယ်လို့ပြောလို့ရမှာเนาะဂျောင်ကြတယ်ဆိုတဲ့နေရာပေါ့เนาะဒီတစ်စိတ်ပင်ကြေးပါဆိုပေမဲ့ဒီမှာကတော်တော်များများကဟိုအင်ဂျီပိုလ်ခေါ်မလဲစိတ်ယုံနေပေါ့เนาะကျွန်တော်တို့ဟိုစိတ်ယုံနေ နော်ဂိုတောင်တွေများတာဗောဒီနေရာစိတ်ယုံတွေဂိုတောင်တွေများတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့လေခွက်တွေလေခွင်းတွေနဲ့များတယ်ဆိုတော့လမ်းမယူတော့တော်တော်ထွက်ရတယ်တော်တော်ထွက်ရတယ်ဗောနော်ဆိုတော့အဲ့နေရာကိုကျွန်တော်တို့အခုမဲသွားပြီးတော့သွားရိုက်ပြမှာဖြစ်ပါတယ်ဗျာနော်အားလုံးမင်္ဂလာပါဗျာကျွန်တော်အခုရောက်နေတဲ့နေရာကအခု online ပေါ်မှာပါ online ဘလို့ခေါ်မလဲတယောက်နဲ့တယောက်ဝိဝါဒကွဲနေကြတဲ့ကျွန်တော်တို့ဗာလဲဗလီစောက်မယ်ဆိုတဲ့နေရာကိုရောက်နေတာဗျာလာငတ်တူလာရိုက်တယ်ကဥနောက်လိုက်ရိုက်ဥနောက်လိုက်ရိုက် အဲ့တော့ကျွန်တော်ကဒီမှာသူကတော့ဒီမှာစိုင်းပုံမှာစိုင်းပုံမှာရေးထားတာကတော့ကျွန်တော်တို့ဒီမှာကနေပြီးတော့စီပင်တရားရေးကော်မတီခွင့်ပြုချက်ပြင်ဆောက်လုပ်တယ်တဲ့ခွင့်ပြုအမှတ်က1325 24325ဘောเนาะမြန်မာနိုင်ငံရှိ အစ္စလမ်ဘာသာဝင်များအတွက်သာသနာပြုလုပ်ငန်းဆောင်ရွက်ရန်မြေနေရာလျှောက်ထားသူတဲ့ဦးတန်းထွန်းနဲ့เนาะဘောဂဝတီရက်ွက်ပြင်မနာမြို့ဒီဘက်ကရိုက်ဒီဘက်ကရိုက် တော့ဘောဝိုင်ပြင်းမလားမြို့နယ်တဲ့34ကင်မွန်တန်းရက်ပေါ့နော်အစာဦးဆိုင်ရာအချက်လက်များကအမျိုးအစားအထက်အမိုးခြံစည်းဦး RC RC Black တမ်မန်အစ်အတိုင်းတာကဒါကဒါပြောရတော့ဒါကကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေဝတ်ပြုဖို့အတွက်ဒါအစာဦးဆောက်လို့ဖို့ပေါ့နော်ဒါဒါပြင်ဆင်နေကြတာပေါ့ဆိုတော့ကျွန်တော်တို့ကဒါကဘာလို့ဆိုတော့ဒီ line ပေါ်မှာကျွန်တော်တယောက်ဘလူးခေါမလဲမလူလားအတ္တတွေနဲ့ဟိုပြဿနာတွေဖြစ်လာမှာဆိုလို့ဒါကျွန်တော်တို့ကဒါဟောင်းင်းဖြစ်တာ ဒါတော့ပြောရအောင်ဒီနေရာကတော့ဟိုလူနေလဲတိတ်မရှိဘူးဟိုအနောက်ဘက်မှာဆိုလို့ရှိရင်တောင်တန်းတွေရှိတယ်ဒီဘက်မှာဆိုရွာတွေရှိတယ်ဟိုဘက်မှာဆိုလည်းကျွန်တော်တို့စိုက်ခင်းတွေပဲရှိတယ်ဗျမစိုက်ခင်းနဲ့အခုလက်ရှိအခြေအနေထားမှာတော့ကျွန်တော်တို့ဒီခြံစည်းရိုးတွေတော့စကနေပြီเนาะခြံစည်းရိုးတွေစကနေပြီနေရာလေးကတော့ပြောရရင်တော့လူနေရက်ွက်တွေနဲ့တော့တိတ်နီးနီးမလားမဟုတ်ဘူးဟိုတစ်ဖက်မှာဆိုရင်တော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲစက်မှုဇုံလိုမျိုးဟာတွေရှိတာဗောနော်စက်မှုဇုံလိုမျိုးဟာတွေရှိတယ်ဆိုတော့ဒါကဒီမှာလက်ရှိကျွန်တော်တို့ကိုယ်တိုင်လာကြည့်တဲ့အခြေအနေပါဗျာเนาะ လိုင်လာကြည့်တဲ့အခြေအနေပါလက်ရှိအနေထားမှာတို့တို့မြေယာပြုပြင်ဖို့လုပ်နေတယ်အဲကျွန်တော်တို့သူမလုခင်းတဲ့တစ်ပင်တွေလှဲနေရတယ်ရှိတယ်နော်ဒီမှာကျွန်တော်တို့ Istanbul ကဝင်တယောက်နှစ်ယောက်တွေ့တယ်သူတို့အဓိကအဖြစ်တော့ချန်သီးကိုခတ်ဖို့အတွက်လုပ်နေရအောင်ကျွန်တော်တို့တွေ့ရပါတယ်ဗျာနော်ဒီဟာကကျွန်တော်တို့ဟို online ပေါ်မှာဟိုပြောနေကြတယ်ကျွန်တော်တို့ Istanbul ဝင်ရဲ့ဗလီကြောင်းစောက်မယ်ဆိုတော့ဗောနော်စောက်မယ်ဆိုတဲ့နေရာပါကျွန်တော်တို့ဟိုဘက်မှာလဲကျွန်တော်တို့တော့ရဲ့စောရံကြီးရောဟိုဘက်မှာခွင့်တော်ရဲ့အဲ ကျွန်တော်ဘက်မှာလည်းကျွန်တော်တို့ခွင့်တောင်းပြီးသွားပြီနော်ရိုက်တာဒီဒီနာအလုံးကတော့ကျွန်တော်ထင်တာကတော့တအေကလောက်ရှိမှထင်တယ်နော်တအေတအေကလောက်အဲအလုံးနှစ်အေကလောက်ရှိတယ်နှစ်အေကလောက်ရှိတယ်သူတို့ဒီဘက်မှာတစ်ပင်လဲတာတွေမြေယာပြုတ်ပင်တာတွေတော့လုံနေအခုစပြီးတော့စောင့်နေဒီလိုစောက်တာဘယ်လောက်ကြာပြီလဲကိုရပဲရှိသေးတယ်နော်အော်အေးဟုတ်ပြီလက်ရှိအရမြင်လို့ဒီခြံစည်းဥကာမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဘက်မှာအော်ဒီကရင်တော့သူတို့ကခြံစည်းဥကာပဲဗျခြံစည်းဥကာတဲ့အထက်မှာရှိတဲ့သူတို့မလိုအပ်တဲ့တိကိုင်းတွေခုတ်နေရတယ်တော့တွေ့ရတယ်ဗျ ဒါတော့လက်ရှိ online မှာပဲเนาะဟုတ်ကဲ့